စာနဲ့ပင်နဲ့ပြောမယ်ဆိုစာကြီးပေကြီးကကိုင်းထားတယ်ပေလေးမင်းရှင်လေးပါးထဲမှာရှင်မာရတ္တသာရမပါရှင်မာသီလဝင်သာရှင်ဦးညိုရှင်ခေမာရှင်ဥဒ္ဓမကျော်အဲ့ဒီလေးပါးကပေလေးမင်းရှင်လေးပါးပဲမကွေတောင်တွင်းကြီးမြို့လူလင်နားတယ်ရှင်မာရတ္ထသာရတို့ကနန်းတွင်ဘုံကြီးတွေပေလေးမင်းရှင်လေးပါးထဲမှာပါဘူးအင်းဝရဲ့နန်းတွင်ဘုံကြီးတွေပြောမယ်ဆိုမင်းကွေကွေတဲ့အုပ်စုတွေပေါ့ဒီဟာပြည်သူရဲ့ဘုံကြီးတွေလို့ဖြစ်နေတာနော်ပြည်သူပြည်သားတွေနဲ့တသားတွေရွာဘုံကြီးတွေပေါ့ဗျာပြောချင်တာ အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တောင်းကိုမဖောက်တောင်းကိုဖောက်ဒီစိန်ဆောက်အသွင်သီလဝင်တောင်းဖောက်ရုံနဲ့မကဘူးတောင်းတာဖောက်နေတယ်ဟုတ်လားအဲ့ဆက်တော့ဆားဆောင်းတို့ထညုံမယ်ဖတ်သိခြင်းလို့နော်မြမစာပေတိုက်ပွဲအဲမြမစာပေတိုက်ပွဲစာပေဆိုတော့ပြောယူပြန်ဟုတ်လားမြမစာပေတိုက်ပွဲမင်းမျိုးမိုးကြီးရေးပါတယ်မြမစာပေတိုက်ပွဲသိကောင်းလားရှင်မာတတ္တသာရတို့ရှင်မာတိလမနာတို့ပြိုင်ခဲ့တဲ့ဟာတွေ ငါနဲ့ငါတာနှိုင်းတရားဒီဆိုရမျိုးတွေပေါ့နော်ရှင်မရှင်မရတာတာကဂုံနေတအားစားတာပေါ့ရမင်းကိုကိုတဲ့ဘုံကြီးဆိုတော့နောက်တော့အသက်ကြီးလာတဲ့အခါရှင်မတိလေမတတဲ့ဂုံကျေးသူတွေလည်းတိလာတယ်တိခဏနိုင်သွားနေလည်းတိလာတဲ့အခါဩသူကသူမန်ချသွားပြီးတော့ဒါပြောခဲ့တဲ့ဟာမြမစာပေတိုက်ပွဲလေဒီဆရာတော်ဖျားကြီးတို့ခစ်တိုက်ပွဲတွေကိုလင်းနေခစ်တီလေပကံခစ်ကန်နေကိုလိုနီခစ်တီဆရာတော်ကြီးချင်းချင်းရောအင်းတိတ်ဘဝတ္တရပညာရှင်နေ ်ပညာရှင်တွေသူလိုကိုလိုလကကားပြိုင်ဆိုင်ကယ်ပြိုင်နေတာဟုတ်ဘူးနော်အကြောင်းပြိုင်နေတာမဟုတ်ဘူးစာနဲ့ပေးနဲ့ဟုတ်လားအဲ့လိုပြိုင်နေတာပရိယတိဆိုပရိယတိပြိုင်နေတော်တော်ခမ်းနားတယ်မင်းမျိုးမေမိုးကြီးရေးထားတာနော်မြန်မာသားပြည်တိုက်ပွဲဆိုတဲ့ဟာမင်းမျိုးမိုးကြီးပြန်နော်သူရေးတဲ့စာအုပ်တွေကောင်းတယ်မြန်မာဖြစ်တာဂုံငယ်စရာရှိလားဘုံကြီးတွေပရိယတိစာတတ်တာဂုံငယ်စရာရှိလားမရှိဘူးရှင်များတို့ဒီတော့ဂုံတက်အောင်ပြောနေတာဂုံငယ်စရာမရှိဘူးတိမ်ငဲမနေနဲ့ရှင်ပြလူသားပဲချင်းတင်တယ်တင်လို့ရ ဘုန်းကြီးသာရှင်မဘုန်းကြီးမို့လို့သင်နိုင်တယ်အဲ့တော့အဲ့ဒီဟာကိုတပည့်တော်တို့ကလူတွေထပ်ပို့ပြီးတော့လက်တွေကြရကြင့်နိုင်အောင်အသုံးချနိုင်အောင်လူတွေသဘောပေါက်အောင်ပြောနိုင်ဖို့မနေ့ကတပည့်တော်ပြောတယ်လူဘာဝမယ်လူတွေအကြောင်းကောင်းကောင်းနားလည်ဖို့လူတွေရေလည်ဖို့လူတွေဒါပေမဲ့လူဘာဝဆိုတော့လူတွေနဲ့ရောခိုင်းတာလည်းမဟုတ်အလုံးကြီးလည်းရောစရာမလိုဘူးကိုယ့်ဘက်ကဘာမှချမပင်းနဲ့ဘုန်းကြီးကတစ်ပဲလူအောင်မကြွစရာမလိုကိုတန်းကိုနေ ကိုရီရှင်းရှင်းတယ်ဆိုအကုန်လုံးဥခိုက်မှာဟုတ်တယ်မလားအဲ့ဒါဒီပြီးတော့ကိုကိုတိုင်းတော့အရင်တီဆောင်အင်္ဂလိပ်စာမတက်ဘာမှဖြစ်ဘူးဘာမှမဖြစ်မင်းကဆရာတော်ဖျားကြီးတို့အင်္ဂလိပ်စာတက်တက်ဘူးနော်မဟာကဏ္ဍဆရာတော်ဖျားကြီးအင်္ဂလိပ်စာတက်လယ်ဒီဆရာတော်ဖျားကြီးတို့တက်မတက်ဘူးမတက်တာတို့ဒေါက်တာဘွဲရဒီလစ်ဘွဲရနော်စတော်ဖို့လေမကရလောပါကျော်မလဲဆရာတော်ဖျားကြီးအင်္ဂလိပ်ကစာဖွဲ့ပေးရစာဆိုရင်စာတက်ရင်ဟိုက ်အင်္ဂလိပ်လိုတက်တယ်မြန်မာလိုတက်တယ်ပါဠိလိုတက်တယ်စာတက်တဲ့သူကိုကဘာမြင်တို့တာပဲပညာတက်တဲ့သူကိုကဘာမြင်တို့တာပဲနော်အဲ့ဒါကြောင့်ဒီပြတို့ပညာတက်အောင်တာဒုကျောင်းတာကြိုးစားပါဘုသူတ္တအကြောင်းမြင်များအောင်တာကြိုးစားပါဘာမှဂုံငယ်စရာမရှိဘူးအဲ့ဒါပြောဒီပြတို့ဘုန်းကြီးတွေကိုရင်နေစအကျင့်ကောင်းအောင်မတင်တတ်ဘူးကျိုးပြောရမလားနော်ဒီတော့တင်တတ်သေးကြတယ်လေကိုရင်ကိုရင်လေးရရှင်လူလေးတွေကောင်းကား ကိုရင်လေးဟဲ့ကိုရင်လေးနဲ့လူလေးတစ်ကောင်အဲကိုရင်နဲ့ကြည့်တော့ဖုန်ကြီးကြတော့လူတစ်ကောင်ဒီလိုမျိုးဖြစ်ရမှာဟိုကိုရင်လေးကိုကောင်းအောင်မတင်သေးတော့အဲဖုန်ကြီးကြတော့လေဖုန်ကြီးကောင်းဖြစ်ဖို့ခက်တယ်အဲဒါဆိုနိတိတွေသိရမယ်တိခိယတွေခန္ဓာကဝတ်တွေကိုနိတိတွေပေါင်းဆက်ပြီးဒါကြာကြာနဲ့နဲ့သင်နိုင်အောင်ပြင်ရမယ်ဖခင်ကလုံလောက်အောင်အခြေခံသင်ပေးခဲ့တယ်ရွတ်တို့ဖုန်ကြီးတွေအသုံးချအဲ့ဒါကိုပြင်ရမယ်နော်နော်ဒါကြောင့်ရွတ်တို့ဖုန်ကြီးတွေအဲ့ဒီအထိနေချက်ပါ အဲ့ဒီထိနေချက်ပါဘုသူရအကြမ်းမြင်တယ်ကိုနေချက်ပါပိတကက်သာပေတဲ့မှာတင်လဲမနေနဲ့လောကရဲ့ဥပါနေချက်ပြီးလောကလူသားတွေကိုအလင်းပြဖို့လိုပါပြီဗျာသစ္စာတရားကဒုတိယအဝေးကြီးလိုနေတယ်အဝေးကြီးလိုနေတယ်သစ္စာတရားပြနိုင်ဖို့ဟုတ်တယ်ပြရမယ်သစ္စာတရားလည်းပြသွားမယ်တို့တော့အဲ့ဒါအတိမ်ရတွေနောက်ယုတ်တဲ့လူတွေကသစ္စာတရားလူတိုင်းမရသေးဘူးရှင်များလူငယ်တွေအရင်သွားပြသစ္စာတရားနဲ့သဆွဲဆောင်ရင်မရဘူးဟုတ်လားအဲ့ဆိုသူတို့နဲ့နိသက်တရားလေးနဲ့ဆွဲဆောင်ပြီးတော့ဒီလိုပေးခြင်းနေဟာကို ောက်မှာပေးအဲ့ဒါဆိုရင်တော့ရှင်များတို့ပို့ဆင်ပြီဆရာကြီးဥအောင်တဲ့ကပြောတယ်လူသုံးမျိုးရှိတယ်တယောက်ကကိုမှားလို့မာမန်မသိနေတဲ့သူတဲ့အဲ့ဒါလူမိုက်နောက်နံပါတ်2ကကိုမှားလို့မာမန်သိသွားတယ်ကိုမှားကနေကိုသင်္ကသာယူနိုင်သွားနိုင်ယူသွားနိုင်တယ်ပေါ့အဲ့လူကလူလိမ်ပါတယ်သူများအမှားကနေသင်္ကသာယူနိုင်တဲ့သူကျတော့ပညာရှိဖြစ်သွားကိုယ်တိုင်မှားကြည့်ကြရမလို့တော့သူများအမှားကနေသင်္ကသာယူနိုင်တယ်ဘလောက်ကမှာကိုမှားလို့မာမန်မသိနေရင်လူမိုက်ကိုမှားလို့မာမန်သိသွားရင် လူလိမ်မှာပဲသူများအမအနေသင်္ကန်းသာယူသွားရင်ပညာရှိဒါကြောင့်စာများများဖတ်စာဖတ်တဲ့နေရာမှာတဲ့စာလည်းဖတ်ပါတဲ့လူလည်းဖတ်ပါတဲ့အဲ့တော့အောင်သမားကြီးဥအောင်ပြောတာသူပြောတဲ့ဟာလေးသဘောကျလို့သူကပြောထားတာသိမ့်တရံနော်ညံထဲမှာလူဖတ်တာတဲ့စာဖတ်တာတဲ့စာဖတ်တာနဲ့လူဖတ်တာဘယ်လိုမျိုးပြောရလဲစာဖတ်တယ်ဆိုတော့စာနေတဲ့အကြောင်းအရာတွေဖတ်တာပေါ့ဗျလူဖတ်တယ်ဆိုတာပတ်ဝန်းကျင်မှာတိုးတက်အောင်မြင်နေတဲ့သူတွေရဲ့ အနေထိုင်ပြောဆိုအပြုမူတွေကိုလေ့လာတာမြန်မြန်တိုးတက်ခြင်းလူဟာဖတ်သူဘလိုဝဲလဲဘလိုစားလဲဘလိုပြောလဲဘလိုအားထုတ်လဲသူရဲ့ကြိုးစားမှုတွေရောတော့အတူတူစရာဖြစ်သွားတယ်ဒါကြောင့်စားလဲဖတ်ပါလူလဲဖတ်ပါစာဖတ်နည်းသုံးနည်းသူပြထားတယ်တခုက read yourself ကိုကိုကိုဖတ်နံပါတ်၂က read the environment ပတ်ဝန်းကျင်ကိုဖတ်နံပါတ်၃က read the situation အခြေအနေကိုဖတ်ရမယ်ကိုကိုကိုဖတ်ပတ်ဝန်းကျင်ကိုဖတ်အခြေအနေကိုဖတ်၃မျိုး ရှင်ပြတို့ကအလုတ်လုတ်ခိုင်းလိုက်တဲ့ကဘူသူတ္တနဲတာရှင်ပြတို့မသိတာဘူးလားအဲကိုကိုတိုင်းသိရမှာနော်လူတွေကကိုကိုမသိဘူးကိုရဲ့အရင်ချင်းကိုသိဖို့လိုတယ်ကိုဘာတွေအားနေတာလဲဘာတွေအားသက်ချက်ရှိလဲ read yourself ကိုကိုကိုဖတ်အတို့ရွာလူတွေကဘလို့လူတွေလဲအပြောခတ်တဲ့လူတွေလားအဆိုခတ်တဲ့သူတွေလားအလုတ်လုတ်ပြမှာသဘောကျတဲ့သူတွေလားတို့အသွေးကြုံရှိတဲ့သူလားအမရွာမှာမျောမြင်ရှိတဲ့သူတွေရာအတိုင်းဝိုင်းကဘယ်သူတွေတော့ဟုတ်လားအခုရှင်ပြတို့သတင်းသုံးပေါ်တွေကဘယ်နဲ့အခြေအနေရှိတော့ 조사တဲ့သူတွေလား조사အားထုတ်မှုမရှိတဲ့သူတွေလား read the environment ပတ်ဝန်းကျင်ကိုဖျားပဲဒါမြတ်စွာဘုရားရှင်ကဝိနည်းမှာလည်းပါတယ်တရင်သုံးပေါ်၅ရောက်ဆိုတော့အဲ့ဒါဒီလိုအမြဲတမ်းကြည်ခိုင်းနေတာပဲလေဘလို့တရင်သုံးပေါ်တွေနဲ့ဒီရောတော့နေမှာလဲပတ်ဝန်းကျင်အများကြီးပြောင်းပင်နေတယ်ပတ်ဝန်းကျင်ဟာတတိယဆရာတဲ့ပါတယ်တော့ပတ်ဝန်းကျင်ဟာတတိယဆရာတဲ့ဗျာနော်မဟိလာမုကသတ်မှာဘာဖြစ်သွားစင်စင်လိမ်မာကြီးမိုက်သွားတာလေစင်လိမ်မာကြီးရိုင်းသွားတာပါပတ်ဝန်းကျင်ကြောင့်ဗျာအဲ့ရှင်များတို့ကဝိနည်းလေးသားခြင်းဝိနည်းပတ်ဝန်းကျင်သွား အလိုလိုရှင်မြဝင်လို့တရားရှင်လေးပေါက်သွား။ဒါကြောင့်ဒီရတို့သူ့ရဲ့ပဝင်းခြင်းဆိုတာရှိတယ်လေ။ကြည်လေရှင်သာရိပုတ္တရဲ့နောက်ကြတော့ပါတော့။ယညာရှင်နေကြည်တယ်နော်။ရှင်မောကလန်နောက်ကြတော့တကိုးရှင်နေကြည်ရဲ့ရှင်မကတ္တဝါနောက်ကြတော့ဒုတင်သမားလေးပြ။သူ့အကြိုက်နဲ့သူ့စရိုက်နဲ့သူသူ့ပဝင်းခြင်းနဲ့သူရှိတယ်။ရောနေတာရှိလား။ရှင်သာရိပုတ္တရနောက်မှာတကိုးတွေရောပညာတွေရောရောနေတာရှိလား။မရှိဘူး။ဒါဆိုတော့ကိုကဘလို့ပဝင်းခြင်းနေခြင်းလဲ။ Suitable locality ကတော့အရေးကြီးတယ်။ ရှင်များတို့ကြိုးစားကြရင်လေအလုတ်ထိထိမိမိကြဲကြဲဝင်းဝင်းလှုပ်ရှင်ရှင်များတို့အလုတ်ကိုဘလောက်ရွာလောက်လို့မလားမြို့နယ်အဆင့်လို့မလားတိုင်းအဆင့်လို့မလားနိုင်ငံတော်အဆင့်လို့မလားကြိုးကြည့်ထားတတိယတော့ strategic management တွေဒီ strategic thinking တွေသင်ကျင်တာဗျအဲ့တော့ဒီမျိုးတို့ကြည့်ရမယ်ကိုယ်ပတ်ဝန်းကျင်ကဘလို့ပတ်ဝန်းကျင်လဲကိုယ်ပေါင်းနေတဲ့သူတွေကဘလို့လူတွေလဲကြိုးစားတဲ့လူလားအားထုတ်တဲ့သူလားအဲ့ဒါတွေကိုသိဖို့လိုတယ်အခုချိန်မှာတတိယတော့တော်တော်ခက်ခဲကြက်တဲ့နေတဲ့ data ကဘုန်းကြီးတွေကိုပြောတယ်အခုချိန်မှာရှင်သန်ဖို့ပဲအာရုံစိုက် အသက်ရှင်ဖို့လိုတယ်။အရင်ချင်းရှိတဲ့သူတယောက်ဆုံးရှုံးသွားရင်နစ်နာတယ်။ပြေးပြေးဘာဖြစ်လဲလွတ်အောင်ပြေး။အော်ဒီပြေးလွတ်လွတ်လွတ်ရတဲ့နေရာမှာသွားပြီးအာစုအရင်ချင်းစုဟာရှင်သန်ဖို့ကြိုးစားပြီးတဲ့အခါမှာဒီပြေးရှင်သန်ရုံနဲ့မပြီးဘူး။အဲ့ရှင်သန်တဲ့ဟာအတိပဲရှိဖို့အတွက်ပါ။ value ပဲဖြစ်အောင် value တက်အောင်လုပ်ရအောင်။တန်ဖိုးတက်အောင်လုပ်ရအောင်။ရှင်သန်ပြီးရင်ဘာလုပ်အောင်လဲ။တန်ဖိုးတက်အောင်လုပ်ရအောင်။တန်ဖိုးရှိဖို့အတွက်ဘာလုပ်အောင်။တည်ယူမှုလုပ်ရတယ်အဲ့ဒီကြတော့။တည်ယူမှုလေ့လာမှုလေ့ကျင့်အားထုတ်မှုအဲ့ဒါကျမှတန်ဖိုးတက် အဲ့ဒီချိန်ထဲခစ်ကောင်းသွားပြီဆိုဘာလို့လှုပ်တော့လှုပ်တော့ဗျာစိတ်တန်းကြလှုပ်တော့အဲ့ဒီကြအရှင်ဘုရားတို့ကဘယ်လောက်ထိနမ်းကြီးမန်းတာလဲအရှင်ဘုရားတို့ကြီးမန်းထားတဲ့ပဝန်းကျင်မျိုးရှာကြီးမန်းချက်ကြီးရင်ကြီးတယ်လို့ပရိသူပါဖြစ်ဖို့အရေးကြီးတယ်အမျောအမြင်ဆိုတာကြီးရအမျောအမြင်နှစ်30နှစ်100နှစ်200နှစ်1000နေဘာဖြစ်လာမလဲအဲ့ဒီချိန်ကိုမျက်သိနဲ့ကြည့်တယ်လို့မြင်ရအဲ့ဒါအမျောအမြင်လို့ခေါ်တယ်